ီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့လက်ဘရောင်းတောင်ဒေသခံတွေကြမ်းဖက်ပစ်ခတ်ခံရမှုကိုကန့်ကွက်ရှုတ်ချကြောင်းနဲ့လက်ဘရောင်းတောင်ကျင်းနီစီမံကိန်းဖျက်သိမ်းပေးဖို့အတွက်ရန်ကုန်မြို့လှည့်တဲ့မှာလူရေ90ခန်းကဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်အဲ့ဒီဆန္ဒဖော်ထုတ်ပွဲကိုဒီကနေ့မတ်လ28ရက်နေ့ညနေ4:00နာရီခန့်ကစတင်ကကမာရုံမြို့နယ်လဲတန်းစင်ရင်ကောင်းမှတ်တိုင်အနီးကနေဆူရခဲ့ကြပြီးလူဦးရေ90ခန်းနဲ့ရန်ကုန်အင်းစိန်လမ်းမကြီးအတိုင်းလဲတန်းဈေးရှိအထိခြစ်တဲ့လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ လုံးစီလုံးစီအဲ့လိုဆန္ဒပေါ်ထုတ်ရမှာချီတက်လမ်းလျှောက်သူတွေကမတရားသောအမိန့်မှန်သမျှတာဝန်အရဖီဆန်ကြတိုင်းပြည်ညံ့နာစီမီစီမံကိန်းများအချက်ချင်းရယ်လက်ဗရောင်းတောင်ကျင်းနီစီမံကိန်းအလိုမရှိတိုင်းပြည်ညံ့နာစီသည့်ကျင်းနီစီမံကိန်းအလိုမရှိစားတဲ့ဆိုင်မုတ်တွေကိုကန်ဆောင်ကြွေးကြော်ခဲ့ကြပါတယ် အခုလိုဆန်နာဖော်ထုတ်ရတာဟာပြီးခဲ့တဲ့ match လ24ရက်နေ့ကလက်ဘရောင်းတောင်ဒေသမှာမိုးကြိုးပြင်းရွာသူရွာသားတွေကိုအကြမ်းဖက်ခံခဲ့ရတာနဲ့ပတ်သက်ပြီးကန့်ကွက်ဆန်နာထုတ်ပေါ်တာဖြစ်တယ်လို့ဆန်နာဖော်ထုတ်ပွဲမှာပါဝင်ခဲ့တဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူကိုနိုင်စောကြည်ဝင်းကလည်းအခုလိုပြောပါရတယ်။ နေ့ဆန္ဒပြတဲ့အကြောင်းအရာကျွန်တော်24ရက်နေ့3လ2019ရက်နေ့ကလက်ဗရောင်းတောင်ဒေတာမာမူချိုးပြင်ကရွာသူရွာသားတွေကိုဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့ကအကြမ်းဖက်ဖြိုခွင်းခဲ့တယ်ပေါ့နော်အကြမ်းဖက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုပြည်သူပြည်သူ့ကြိုးစည်းပွားကာကွယ်စောင့်ရှောက်ရေးဖိုရမ်ကလူငယ်တွေအားလုံးကပေါင်းပြီးတော့ကျွန်တော်တို့ကန့်ကွက်တာပါဗျာလက်ဗရောင်းတောင်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ငွေကြေးကြိုးစည်းပွားကိုမချိလဲနဲ့ကျွန်တော်အနေနဲ့ဒေတာတွေပြည်သူလူထုရဲ့ဘဝလုံခြုံရေးနောက်တစ်ခုကျွန်တော်တို့တိုင်းပြည်ရဲ့အထူးကြအားနာဖို့ဦးတည်ပြီးတော့လက်ဗရောင်းတောင်ကျင်းနေစီမံကိန်းကိုရက်ဆိုင်ပြီးတော့ ချက်ကောင်းဆိုပါတယ်နံပါတ်၄ချက်ကတော့ဒီအကြမ်းဖက်မှုတရားခံကိုလက်ရှိအစိုးရအနေနဲ့လူလူအားကိုအသုံးပြုပြီးတော့လူလူရှင်းပေါက်မှာဆွဲချအဲဆွဲဖို့ပြီးတော့ခေါ်ထုတ်ပေးဖို့တော့ကျွန်တော်တို့ကောင်းဆိုပါတယ်ဗျဒါအပြင်လက်ဘရောင်းတောင်ဒေသမှာပြည်သူတွေကို ရာဘာကြီးဆိုင်နဲ့ပြစ်တာကိုလက်သက်မခံပဲအဲ့လိုအကြမ်းဖက်မှုကိုရှုတ်ချကြောင်းပြည်သူတွေရဲ့အကျိုးစီးပွားကိုနစ်နာစေတဲ့စီမံကိန်းတွေကိုစုံစမ်းပြီးတော့ဖြတ်သိမ်းတဲ့အထိလှုပ်ရှားမှုတွေအကြမ်းဖက်မှုတွေကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆန္ဒပြပွဲမှာပါဝင်သူ Socialist Democratic ညီညွတ်ရေးတပ်ဦးမှကိုကျော်ကူကလည်းအခုလိုပြောပါဗျာ မြေမြေတဲကားတွေပေါ့မြေတဲကားတွေဝင်သွားလို့ဝင်မဲ့လမ်းမှာဟိုအလုံးဥသာတွေဒေတာခံတွေကဆန်းနှပြအဲဒီဆန်းနှပြတဲ့ဒေတာခံတွေကိုဟိုလူအုပ်ချားတဲ့ကိုတနက်နေ့ကပြစ်လို့ဘွားဘာကြီးစံနေပြစ်လို့ဒေတာခံဆယ်ဦးဟိုတက်မနေဘူးနော်ထိုင်ရရရထိုင်ရနာတရားဖြစ်နေတယ်အဲ့ဒီအခြေအနေကိုကျွန်တော်တို့ကလက်သက်မခံနိုင်ဘူးဒီလိုအချမ်းဖက်ပြီးတော့လူလူကိုဖြုတ်ခွဲတာကိုကျွန်တော်သဘောမချဘူး ော့ဂျမ်ပယ်ကိုချုပ်လက်ဘရောင်းတောင်မှမဟုတ်ဘူးမဟုတ်ဘူးနိုင်ငံလုံးမှာရှိနေတယ်ပြည်သူ့ကြိုးစည်းပွားကိုထိခိုက်နေတာတွေ project တွေပဲပေါ့ရဲ့အားနည်းချက်တွေစုံစမ်းဖို့ထုတ်ပြန်ကျွန်တော်တို့ဟိုပါပေါ့နော်ဟိုဒီဖြတ်သိမ်းမှုတွေထုတ်ရှားပါမှာဒီဒီတို့ကတော့ဒီလိုမျိုးဟိုအကြမ်းဖက်မှုတွေဖြစ်ပေါ်လာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီမချိန်တဲ့တာကိုဆက်ကျင်ဆက်မပြတာမျိုးတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်ပို့ပြီးတော့ပေါ့စုစုဒီအဖွဲ့အစည်းဒီတဲ့ပို့ program မှာဒီတဲ့အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တွေချစ်ချစ်ပြပြပါဝင်လာအောင်အထက်မှာစုစည်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်တော့ အဆိုပါဆန္ဒဖော်ထုတ်ပွဲကိုဗမာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများတမကဆိုရှယ်လစ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးအစရှိတဲ့အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးတကြွလှုပ်ရှားသူတွေပူးပေါင်းပြီးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။အဲ့လိုဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရမှာတက်ဆိုင်ရာရဲတပ်ဖွဲ့ထံကလည်းကြိုတင်ခွင့်ပြုချက်တောင်းခံခြင်းမရှိခဲ့တာကြောင့်ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတွေကလာရောက်တားဆီးမှုတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့ match လ24ရက်နေ့ကလက်ဘရောင်းတောင်ကျင်းနီစီမံကိန်းမှမြေသေးရင်တွေကိုမိုးကြိုးပြင်အလဲရွာထိပ်ပသိမ်မုံရွာကားလမ်းမပေါ်မှာဒေသခံတွေကတားဆီးမှုတွေပြုလုပ်စဉ်ရဲတပ်ဖွဲ့ကရာဘာကြီးစံတွေနဲ့ပြစ်ခတ်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့တဲ့အတွက်ဒေသခံရွာသူရွာသားတွေအများအပြားထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့လည်းသိရပါဗျာ။